ထိတ်တိုက်တွေ့ပြီးတော့အာစစ်ဖြစ်ွားတဲ့ဟာတော့ဒါပထမဆုံးနဲ့အပြင်းထန်ဆုံးလို့ပြောလို့ရတယ်1989မှာရှားပြင်းပြုတ်သွားတယ်ပေါ့အဲတော်လိုင်းအစိုးရတက်လာပြီးရဲ့နောက်ပိုင်းမှာဒီအစ္စရေးကိုသူကရန်သူဖြစ် ကြေညာလိုက်တယ်အဲ့တော့ Israel အနေနဲ့ကဒါအီရန်ကရန်သူအရေးမြစ်ပေါ့နော်ကျွန်တော်အခြေတည်ရန်သူအဖြစ်အကြီးဆုံးရန်သူအဖြစ်သူတို့အနေနဲ့လည်းသတ်မှတ်ထားတယ်အဲ့ဟာတွေကိုအကြောဖြတ်နိုင်အောင်လို့အခုချိန်မှာ Israel ကလက်ဦးမှုရယူပြီးတော့ပြန်ပြီးတော့တုံ့ပြန်လိုက်တယ်လို့အာကျွန်တော်တို့မြင်လို့ရတယ် အမြန်ဆုံးရက်တက်အောင်လည်းရောကြနိုင်အောင်အကုန်လုံးဝိုင်းလုပ်ဖို့လိုတယ်အလုပ်လည်းလုပ်ရမယ်ဖြစ်လည်းဖြစ်ရမယ်ဆိုတော့ဥတီချန်နယ်တော့နိုင်ငံတကာကစူးစမ်းနေကြတာတွေ့ရတယ်ခင်ဗျာဟုတ်ကဲ့ဒီတစ်ခေါက်နိုင်ငံတကာအရေးမှာတော့ကျွန်တော်တို့အစ္စရေးနဲ့အီရန်ပေါ့နော်အပြန်အလှန်ပြစ်ခတ်နေတဲ့အရှိလေပိုင်းရေးကိုကျွန်တော်ဆွေးနွေးကြပါတယ်အစ္စရေးကအခုကဟိုပြင်းပြင်းထန်ထန်ကိုသူကတိုက်ခတ်တဲ့အနေအထားမျိုးရှိတယ်တစ်ဖက်မှာလည်းသူကဟိုဂါဇာမှာဟာမတ်စ်ကိုသူကတိုက်နေတဲ့ကြားရတယ်ပဲဒီဘက်ကနောက် စစ်မျက်နှာပြင်ဖွင့်လိုက်တဲ့သဘောပေါ့နော်ပထမဆုံးအနေနဲ့လောလောဆယ်ပေါ့နော်ဒီနှစ်ဖက်တိုက်ခိုက်နေတဲ့အခြေအနေစစ်ပွဲအခြေအနေကအပြင်းထန်ဆုံးလို့ပြောလို့ရမှာဗျအဲ့ဒါလေးအရင်ဆုံးဒေါက်တာဆိုင်းကြည်စင်စွန်းအနေနဲ့သုံးသပ်ပေးပါဗျဥပမာပေါ့ဒီလိုမျိုးနိုင်ငံနှစ်နိုင်ငံကိုထိတ်တိုက်တွေ့ပြီးတော့အာစစ်ဖြစ်ပွားတဲ့ဟာကတော့ဒါပထမဆုံးနဲ့အပြင်းထန်ဆုံးလို့ပြောလို့ရတယ်။ခါတိုင်းထိတွေ့မှုတွေခါကြတော့တခြားကြားခံတယ် ဥပမာဟို serial ဂျားခန္ဓာမျိုးပြီးတခြားနိုင်ငံဂျားခန္ဓာမျိုးအဲ့လိုမျိုး proxy တွေနဲ့သူတို့ထိတွေ့မှုတွေတော့အာဖြစ်ဖြစ်ခဲ့ဖူးတွေဆိုတော့အဲ့လိုမျိုးဟာမျိုးကနေအခုဒီဒီတခါတော့ဒါနှစ်နိုင်ငံလုံးဝတိုက်ရိုက်တိုက်ခိုက်ကြတဲ့တိုက်ပွဲဖြစ်ကျွန်တော်မြင်လို့ရတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့နောက်ခံကိုကြည့်ရအောင်ပါနောက်ခံမှာဆိုလို့ရှိရင်ဒီအရှိအလယ်ပိုင်းမှာဒါအစ္စရေးနဲ့ကတခြားမွတ်စလင်နိုင်ငံတွေကတော်တော်လေးကိုမသိမမြတ်ဖြစ်ခဲ့တာပေါ့နော်ဟိုကျွန်တော်1969မှာဆို6ရက်ကြာစစ်ပွဲဖြစ်တယ်အဲ့တုန်းကဆို အာရကဘာအကုန်ဝိုင်းတိုက်တဲ့အနေထားပေါ့နော်ဆိုတော့ဒီလိုအခြေအနေမှာဒီအီရန်နဲ့ဒီအစ္စရေးကြားမှာကရောပဋိပက္ခတွေကဘယ်ကစတည်လာလဲဗျဟုတ်ပါဘောအစ္စရေးနိုင်ငံအဖြစ်ကျွန်တော်တို့စပြီးတော့တည်တဲ့အချိန်မှာအစ္စလာမစ်စတိတ်တွေမှာ ထောက်ခံတဲ့နိုင်ငံဆိုရင်ပထမဆုံးထောက်ခံတော့ဟိုဟာတာကီပေါ့နော်တာကီကထောက်ခံတယ်ပြီးတော့အီရန်ကဒုတိယနိုင်ငံအဖြစ်သူတို့ထောက်ခံခဲ့အဲဒီနောက်ပိုင်းမှာရှားပြည်တက်လာပြီးရဲ့နောက်ပိုင်းပေါ့နော်အစ္စရေးနဲ့သူမဟာမိတ် alliance သူတို့ဖွဲ့လိုက်နိုင်တယ် အစ္စရေးကနီးပညာပိုင်းဆိုင်ရာအီရန်ကိုထောက်ထောက်ပံ့နေအီရန်က C နဲ့ပြန်ပြီးရပေါ့နော်အဲ့လိုမျိုးအပေးယူနေသူတို့အာ၁၀နှစ်ကြာကြာသူတို့ပိုင်မဟာမိတ်ဆက်ဆံရေးရှိခဲ့တယ်။အဲ့ရနေမှာ1989မှာရှားပြင်းပြုတ်သွားတယ်ပေါ့။အဲဒေါ်လာရေးအစိုးရတက်လာပြီးရနောက်ပိုင်းမှာဒီ Israel ကိုသူကရန်သူဖြစ်ကြီးညာလိုက်တယ်။ပြီးတော့ဒီ Arab ဒေသတွေမှာ Israel လုံးဆိုတဲ့နိုင်ငံလုံးဝမရှိရအောင် တို့စစ်ကြေညာတဲ့သဘောပေါ့နော်ကျွန်တော်တို့ဒီဘာသာရေးအယူအဆနဲ့တို့ထိတ်တိုက်တို့ကြေညာပြီးတော့စန့်ကျင်ဘက်တွေလှုပ်လာတယ်အဲ့နောက်ပိုင်းမှာလည်းဒီအစ္စရေးစန့်ကျင်ရေးလှုပ်ရှားမှုဆိုင်တဲ့ကိစ္စတွေတော်တော်များများကအီရန်ကကြောထောက်နောက်ကန်ပြုတ်ပြီးတော့ထောက်ပံ့ပေးထားတယ်ဆိုတဲ့ဟာတွေကလည်းအချက်လက်အတိအကျကျွန်တော်တို့တွေ့လာတယ်အဲ့တော့အစ္စရေးအနေနဲ့ကဒါအီရန်က သူ့ရဲ့ဖြစ်တည်မှုနဲ့သူ့ရဲ့နိုင်ငံအပေါ်မှာအဓိကရန်သူအရင်းမြစ်ပေါ့နော်ကျွန်တော်အခြေတည်ရန်သူအဖြစ်အကြီးဆုံးရန်သူအဖြစ်သူတို့အနေနဲ့လည်းသတ်မှတ်ထားရယ်ဒီဘက်အီရန်ကလည်းသူတို့ဘာသာရေးအယူအဆအရာဒီ Islamic State တွေကြားထဲမှာဒါ Israel ကအင်မတန်အနေနဲ့များတဲ့ ဟိုမာနက်အဖြစ်ပေါ့နော် US ဆိုတော့သူကမာနက်အကြီးစားလို့ပြောတယ် Israel ဆိုတော့မာနက်အနေအဖြစ်သူတို့တတ်မှတ်ပြီးတော့တရားဝင်ကြေညာပြီးတော့အဲ့လိုမျိုးဆက်ဆံရေးပုံစံမျိုးတင်းမာခဲ့တဲ့ပုံစံ1989ခရီးရလို့ပြောလို့ရတယ်ဒီအချိန်မှာမှဟို Israel ကဘာကြောင့်ပြင်းပြထန်ထန်တိုက်နေလဲသူဘယ်လောက်ထိသူကြီးရွယ်ထားလို့ပြောရမလဲသူအနေနဲ့ဘာဖြစ်ချင်တာလဲ Israel ကအခုချိန်မှာလေ อิสราเอลကသူ့ရဲ့ဒီဂါဇာဝက်စ်ဘက်ကြီးတစ်ခုလုံးအတွက်စိုးမိုးချင်တဲ့ဟာဆိုတာအစ္စရေးဝန်ကြီးချုပ်ကလည်းပြောထားတယ်။သူတို့အနေနဲ့ဒီဟိုသူတို့ဂျူးစီပေါ့နော်အစ္စရေးနိုင်ငံပြီးအစ္စရေးပြည်သူတွေလုံခြုံပြီးတော့နေလို့ရတဲ့နေရာမျိုးအာတီထောင်ချင်တယ်ဆိုတဲ့ဟာလည်းပြောထားတယ်။ဒါပေမဲ့ဒီဖက်ဟာမတ်ရဲ့တိုက်ခိုက်မှုကိုပြန်တုံ့ပြန်ပြီးတော့စစ်ပွဲတွေကြီးလာတဲ့အချိန်မှာ နောက်ပိုင်းတစ်ဖြည်းဖြည်းမှာ အီရန်အနေနဲ့ဒီနျူကလ িয়ার ထုတ်လုပ်မှုသဘောတူညီချက်တွေကိုသူကတိတိတတ်တာချိုးဖောက်လာတဲ့သဘောမျိုးဖြစ်လာတယ်။အဲ့ဟာကိုဝိုင်းမီဆိုရင်ကြလို့နိုင်ငံတွေကနေပြီးတော့ပြောကြဆိုကြတားကြစီးကြတာတွေလည်းရှိရယ်။အမေရိကန်အစိုးရလည်းသူတို့ပြောကြတယ်ပေါ့နော်။ပြောပြီးတော့အဲ့လိုမျိုးဟိုညှိနှိုင်းဆဲဆက်မှုတွေလောက်ကြတဲ့အချိန်မှာအီရန်အနေနဲ့ဒီအရာတွေကိုသဘောတူညီချက်ကိုတိတိတတ်တာချိုးဖောက်တဲ့သဘော ဖြစ်လာရတဲ့အတွက်ကြောင့်မလို့တို့ရက်60တို့ကန့်သတ်မှုနဲ့တို့အဲသဘောတူညီချက်ချင်းယူထားတယ်အဲဒီရက်60ပြည့်ပြီးရနောက်တစ်ရက်မှာပဲအစ္စရေးကနေစပြီးတော့တိုက်ခိုက်မှုစတင်တယ်ဆိုတဲ့ဟာမျိုးဖြစ်လာတယ်အဲတော့အစ္စရေးအဖက်ကသူသူ့အနေနဲ့အဲကြည့်ရတဲ့အချိန်မှာဒါအပီပီဆိုင်ရာရဲ့တာမြင့်မှုဒီစိုးရိမ်မှုဒီ regional stability ပေါ့เนาะကျွန်တော်ဒေတာတွေအဲပုံတည်ငြိမ်မှုကို အနှောက်အယှက်ဖြစ်လာတဲ့အနေရပေးလာနိုင်တဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့တိုက်ရပါတယ်ဆိုတဲ့ဟာမျိုးအဓိကအီရန် အနေနဲ့ဒီနျူကလ িয়ার ဆိုင်ရာသဘောတူညီချက်စာချုပ်ကိုချိုးဖောက်ပြီးတော့ဒီတတ်မှတ်ချိန်အတွင်းမှာသူ့အနေနဲ့ဒီပြင်ဆင်တာတွေလိုက်နာတာတွေမလုပ်နိုင်တဲ့အတွက်ကြောင့်မို့ဒီဒီဟိုဒေသတွင်တည်ငြိမ်ဖို့အတွက်အစ္စရေးအနေနဲ့တိုက်ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့တိုက်ခဲ့တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်နားလည်ရတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီမှာအစ္စရေးဝန်ကြီးချုပ်ဟိုဘက်ဂျမင်နေတန်ယာဟုကလည်းပြောတယ်သူတို့ချက်နှစ်ချက်လို့ပြောတယ်တစ်ခုကတော့ခုနက ဟိုနျူကလ িয়ার လုံးဝဟိုမထုတ်နိုင်အောင်သူတို့တားဆီးမယ်ပေါ့နော်နောက်တစ်ခုကသူတို့ survivor ပေါ့သူတို့ဒီအရှိလေဘက်မှာ is they ရက်တည်နိုင်အောင်ခုနကသူ့ကိုဘေးကနေပြီး proxy နဲ့ iran ကူညီတာတွေဒါတွေကိုလည်းသူတားဆီးနိုင်မယ်အဲ့ဒီအတွက်သူ့ကို power ကြောင်းမဖြစ်မတည်သူရက်ဘလောက်ကြာမလဲမပြောတတ်ဘူးသူတိုက်ပါပဲလို့ပြောတယ်ဆိုတော့ဒီအဓိကနျူကလ িয়ার ပေါ့နော်တကယ်လို့အီရန်ကနျူကလ িয়ার ပိုင်ဆိုင်သွားရင်ဒါသူ့အတွက်အကြီးစားချိန်ချောက်မှုကြီးဖြစ်မှာပေါ့နျူကလ িয়ার လက်နက်နဲ့ဆိုတော့ ဲ့ဒီနျူကလ িয়ার ပိုင်ဆိုင်မှုနဲ့ပတ်သက်ရောဒီအီရန်နဲ့ကမ္ဘာအကြားမှာကရောဘယ်လိုသုံးသပ်လို့ရမလဲဒီနျူကလ িয়ার ပါဝါနဲ့ပတ်သက်ရောကျွန်တော်တို့အဓိက၅နိုင်ငံပေါ့နော်၅နိုင်ငံကသူတို့ထိန်းချုပ်ထားတယ်အဲ့ဒီဟာဒီမှာသူတို့စီးစနစ်နဲ့လုံလို့ရအောင်သူတို့အပြဋ္ဌာန်းထားတဲ့ ပစ်လက်၃ခုပေါ့အထူးသဖြင့် non proliferation ရှိရယ် now peaceful use of ဟို nuclear energy ဆိုတဲ့ဟာရှိရယ်ပြီးတော့ disarmament ကျွန်တော်တို့အဲ့ဒီဟိုလက်နက်တွေရှော့ချရေးဆိုတဲ့အစီအစဉ်အဲ့ဒီပစ်လက်၃ခုခေါင်းစဉ်အောက်ကနေတို့လောက်ကြတယ်ဟို major power ၅ခုရဲ့တို့ဟိုထိန်းချုပ်လုံမှုပေါ့နော် global order ကိုထိန်းချုပ်လုံမှု ရှိရတဲ့အတွက်ကြောင့်မို့ဒီလိုမျိုးဟို အနိုင်ကျင့်နေဆိုတော့အပြောဆိုမှုအဝေဖန်မှုတွေလည်းရှိတယ်။တစ်ဖက်မှာကလည်းဒီလိုမျိုး nuclear energy ဆိုတဲ့ဥစ္စာကခုနရော energy sector ဘိုင်းဆိုင်ရာကောနောက်တခြားဖွံ့ဖြိုးမှုဘိုင်းဆိုင်ရာပြီးကိုယ့်ရဲ့နိုင်ငံအချုပ်အခြာအာဏာနဲ့လုံခြုံမှုဆိုင်ရာအတွက်လည်းအရေးပါတယ်ဆိုတော့လိုအပ်ချက်နဲ့ဒါလောက်ခွင့်ရှိရမယ်ဆိုတော့ အဲစဉ်းစားမှုတွေလည်းရှိတယ်။ဟို major power ၅ခုရဲ့တို့အဓိကစဉ်းစားမှုကတော့ဒီလိုမျိုးအဲဟိုပါပေါ့ကဘာကြီးအတွက်ကောတခြားလူလူသားမျိုးနယ်စုတွေအတွက်ကောအန်ဒီရရှိရဲ့ကိစ္စမျိုးကစီးစနစ်မရှိဘဲနဲ့လူတိုင်းလှုပ်ဆောင်ပိုင်ခွင့်ရှိသွားရင်ကဘာအတွက်ကောဂျန်နယ်လူတွေအတွက်ကောဂျန်နယ်တက်ရှိတဲ့ဘဝတွေအတွက်ကောအန်ဒီရရှိရဲ့ဆိုတဲ့စဉ်းစားမှုအခြေခံအနေကျွန်တော်တို့စရတယ်။အဲ့အတွက်ကြောင့်မလို့စီးနဲ့စနစ်နဲ့ပေါင်းနဲ့ကျွန်တော်တို့တေးချာစနစ်တကျအသုံးပြုနိုင်ဖို့ထုတ်လုပ်နိုင်ဖို့ ဆိုတဲ့ဟာမျိုးအတွက်ကိုတင်းတင်းကြပ်ကြပ်ကိုသူတို့ဆောင်ရွက်ထားတဲ့သဘောမျိုးဖြစ်တယ်။အဲ့တော့အဲ့ဂျာထဲမှာအီရန်ရဲ့စဉ်းစားမှုကလည်းအခုတဖြည်းဖြည်းနဲ့ကျွန်တော်တို့သူတို့အနေနဲ့လွတ်မြောက်မှုလိုအပ်တယ်။ပြီးသွားရင်ဒီလိုမျိုးဟိုအာနာပါဝါဩဇာရှိနေတဲ့နိုင်ငံကြီးရဲ့လွှမ်းမိုးမှုချုပ်ချယ်မှုတွေကနေကင်းလွတ်ပြီးတော့ချိန်ခွင်ရှာကိုပြန်နှိဖို့လိုအပ်တယ်ဆိုရဲစဉ်းစားမှုနဲ့စ조사နေကြတဲ့ဟာတွေရှိတယ်။အဲဒါမျိုးကစဉ်းစားမှုကမြောက်ကိုရီးယားနိုင်ငံမှာလည်းကျွန်တော်တို့တွေ့ရတယ်မယ်။ဆိုတော့အဲ့လိုမျိုးစဉ်းစားနေတဲ့နိုင်ငံတွေလည်းရှိတယ်။ ဲ့လိုမျိုးစ조사နေတဲ့နိုင်ငံတွေလည်းရှိတယ်ဒါပေမဲ့အစောပိုင်းမှာအီရန်အနေနဲ့သူတို့အနေနဲ့ထိမ့်သိမ့်သိမ့်သိမ့်နေဒီသဘောတူညီချက်တွေလက်ခံပြီးတော့သူတို့လှုပ်ဖို့조사ခဲ့သေးတယ်ဒါပေမဲ့ဒီအစ္စရေးလှုပ်ရှားမှုနဲ့အစ္စရေးရဲ့ဒီပါလက်စတိုင်းတွေပေါ်မှာအနိုင်ကျင့်မှုတွေရတယ်တစ်ဖက်တစ်လက်အနေသူတို့ဒီငိုရှိရင်းဆွဲပေါ့နော်ကျွန်တော်တို့ချိန်ခွင်ရှာညှိဖို့လိုတယ်ဆိုတော့အတွေးခေါ်ယူဆချက်တွေဖက်ကို ပို့ပြီးတော့ရောက်သွားစေဖို့အတွက်ဒွန်ပို့စရာအားရရတယ်ဒီကာလတွေမှာပို့ပြီးထွက်လာတယ်အထူးသဖြင့် American နိုင်ငံရဲ့ဟိုနိုင်ငံရေးအပြောင်းလဲနိုင်ငံတကာဆက်ဆံရေးအပြောင်းလဲမူဝါဒအပြောင်းလဲအဲ့ဟာတွေနဲ့လည်းအများကြီးအာဆက်ဆက်မယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ခင်ဗျာโอเคအဲ့တော့ဟိုမြောက်ကိုရီးယားရောရှင်းတယ်ပေါ့နော်ခုနပြောတယ် NPD ပေါ့ nuclear proliferation ဒီ tragedy ပေါ့နော် nuclear မပြန့်ပွားရေးစာချုပ်မှာထွက်လိုက်တယ်မြောက်ကိုရီးယားသူတို့ထုတ်မယ်ဒါသူကတော့ ပြောင်းကိုသူတို့လှုပ်လိုက်တယ်အဲ့တော့အခုအီရန်ကိုကြည့်မယ်ဆိုရင်အီရန်ကသူကဟိုခုနလို IAEA ကသွားစစ်တဲ့ခါမှာပို့ပြီးတော့ဟိုတွေ့လာတယ်တန့်စင်တာဟိုလက်နဲ့ထုတ်နိုင်တဲ့အဆင့်ကိုသူကစူးစမ်းနေတာကိုတွေ့ရတဲ့အတွက်ဒါသူ့ဘော်ဟိုဟိုတန်ခတ်မှုတွေလည်းရှိတယ်ပေါ့နော်တင်းကျပ်မှုတွေလည်းရှိတယ်ဆိုတော့အဲ့တော့ तू ကလည်းမဖြစ်မနေ तू ကဟိုထုတ်ချင်တဲ့ဆန္ဒရှိတော့သူတို့အနေနဲ့ခုနလို MPD ပေါ့နော်နျူကလ িয়ার မပြန့်ပွားရေးစာချုပ်ကထွက်ပြီးတော့မြောက်ကိုရီးယားလိုလှုပ်လာနိုင်လားအီရန်နေနဲ့ ဲ့ဒါဆိုရင်ရောအကျိုးဆက်တွေကပါဖြစ်နိုင်မှာလေအဲ့ဒါအခြေအနေပေါ်မှာမူတည်လေအခုလက်ရှိဟိုအစ္စရေးကဒီအီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်မှုဆိုတာအလုံးဝယော့ကျသွားအောင် တိုက်ခိုက်ဖျက်ဆီးမယ်ဆိုတဲ့ကြေညာချက်နဲ့သူတို့အနေနဲ့တိုက်ခိုက်ထားတယ်။အဲ့တော့ပထမဆုံးနေ့မှာတိုက်လိုက်တဲ့အချိန်မှာလည်းသူတို့ဒီနျူကလ িয়ার ဘောဟာပေါ့ထုတ်လုပ်တန်းဆက်မှုနဲ့ဆိုင်တဲ့အာ infrastructure တွေတော်တော်များများပြတ်စီသွားတယ်။အထို့အတူပဲတကယ် Iran မှာရှိနေတဲ့ကုနာရာနျူကလ িয়ার ထုတ်လုပ်တန်းဆက်နဲ့ဟာရဒီလက်နက်အဖြစ်ပြောင်းလဲနိုင်တဲ့ဟာရအရင်းမြစ်တွေကိုသူတို့တကယ်ပဲဖျက်ဆီးလိုက်နိုင်မှာ အဲ့လိုဖြတ်စည်းလိုက်နိုင်နေဆိုရင်အီရန်ရဲ့တုံ့ပြန်မှုတစ်မျိုးဖြစ်လာနိုင်တယ်ခုန proliferation နဲ့မှာဆက်နေပြီးတော့တို့အနေနဲ့ဒီတို့ရဲ့ရှိနေစဲတည်နေစဲပေါ့เนาะကျွန်တော်တို့ဒီထက်ပိုပြီးတော့မကြရှုံးသွားအောင်တို့ရဲ့ရှိနေတဲ့နေရာကိုပြန်ပြီးထိမ့်သိမ်းတာမျိုးကျွန်တော်တို့အခြေအနေဖြစ်လာနိုင်တယ်တကယ်လို့အဲ့လိုမျိုးမဟုတ်ဘူးအီရန်အနေနဲ့သူ့ဘက်ကကြောထောက်နောက်ခံတခုခုရှိလာခဲ့တယ်ဆိုတော့အခြေအနေမျိုးဖြစ်လာပြီးတော့သူ့အနေနဲ့ထွက်မယ်ဆိုတဲ့စဉ်းစားမှုလည်းဖြစ်နိုင်တယ်အဲ့ဒီနှစ်ခုမှာဘယ်ဟာပိုဖြစ်နိုင်လဲဆိုတော့အခုလက်ရှိအနေထားကတော့ခုန proliferation အောက်က မထွက်ပဲနဲ့သူတို့ရဲ့ရှိနေစေဒီထက်ပိုပြီးတော့ဆုံးရှုံးနေတာမှုတွေမရှိအောင်ပြန်ပြီးတော့သူတို့ရဲ့ escalation ကိုတဖြည်းဖြည်း short ချနိုင်မလားဆိုပြီးစဉ်းစားမှုတွေရှိတယ်။အဲ့လိုဖြစ်နိုင်ချေများဖို့အတွက်လည်းနိုင်ငံတော်တော်များများစူးစမ်းနေကြရဲဆိုတာတွေ့ရတယ်။အခု G7 လုပ်ကြတဲ့အားမှာလည်းသူတို့ရဲ့ပထမအဆုံး agenda ကဒီ Iran နဲ့ Israel ကြားမှာရှိတဲ့စစ်ပွဲမှုဟာချုပ်ငြိမ်းရေးဆိုတဲ့ဟာကသူတို့အတွက်အရေးကြီးဆုံး agenda ဖြစ်တယ်ဆိုတဲ့ဟာမျိုးကြေညာထားတာတွေ့ရတယ်ခင်ဗျ။ဟုတ်ကဲ့ အဲ့တော့အစ္စရေးကတော့ရီမန်ချက်တစ်ခုအနေနဲ့ကုနာဒီ facility ပေါ့ nuclear program သူတိုက်ဖြတ်နေတယ်။သူ့ရီမန်ချက်တိုင်းသူကသွားနေတယ်။အီရန်ကတော့ဒါသူ့ပေါ်တိုက်ခတ်လို့ပြန်ပြီးတော့ဒုံးကျည်နဲ့လောင်းနေပဲပြန်ပြန်ပြစ်နေတာပေါ့နော်။အဲ့တော့ဒီအခြေအနေနှစ်ဖက်ကဘယ်အခြေအနေမှာဘလူးမျိုးသူတို့ရက်တန့်သွားနိုင်မလဲ။ဟိုကသုံးသက်ဖို့တော့ခက်တာပေါ့နော်။အဲ့ဘော်ဘလူးမြင်လေကြ။အ ခုကတော့အခု Israel နောက်ဆုံးပေါ့နော်နောက်ဆုံးသိရတဲ့ဥစ္စာဆိုရင်သူတို့ဟို Iran မှာရှိတဲ့ပြည်သူလူထုတွေကိုသူတို့ရွှေ့ခိုင်းတာတယ်ဒါဒါမျိုးမျိုးပေါ့နော်အဲ့မှာရှိတဲ့လူတွေကိုရွှေ့ဖို့အတွက်ဆိုရဲဟာကြီးညာချက်ထုတ်ထားတယ်အဲ့တော့အဲ့ဒါဟာလည်းစိုးရိမ်မှုရှိတယ်တကယ်လို့ Israel ကလည်းကျွန်တော်တို့ဒီဒီဖက် Hamas ဆက်ဖြစ်တဲ့အချိန်မှာသူကဒါဟို target မရွေးဘဲနဲ့အကုန်လုံးကိုပိတ်တက်တဲ့သဘောကလည်းရှိတာတော့အဲ့တော့ပြည်သူလူထုအများပြည်သူထိခိုက်နေတာမှုရှိလာနိုင်စရာစိုးရိမ်မှုတွေလည်းရှိတယ် တယ်။ Israel ရဲ့တုံ့ပြန်မှုကဒါတာလွန်တဲ့အင်အားနဲ့တုံ့ပြန်နေရဆိုတဲ့ဟာမျိုးစိုးရိမ်မှုမျိုးရှိကြတယ်။နောက်ဒီအခုထိခိုက်နေတာမှုစည်ရေးရကြည့်မယ်ဆိုရင်လည်းဒီ Iran ဘက်မှာကလေးသူငယ်ထိခိုက်နေတာမှုအသေးဆုံးမှုစည်ရင်းနေရလဲကျွန်တော်တို့ တော်တော်များများတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ ratio နဲ့တွက်လိုက်မယ်ဆိုရင် Israel ဘက်ကအယောက်20လောက်ပဲတည်တည်တယ်ဟိုဘက်ကထောင်နဲ့ချီပြီးတော့ကျွန်တော်တို့ဒေသမှုတွေရှိလာပြီအဲ့ဒီမှာခလေးသူငယ်တွေလည်းပါတယ်တက်ကြီးရွယ်တွေလည်းပါတယ်မျိုးသမီးတွေလည်းပါတယ်ဆိုရင်ကျွန်တော်ကြီးညာချက်တွေကျွန်တော်တို့ရှိလာပြီဆိုတော့အဲ့လိုမျိုးအနေအထားမျိုးရှိလာတဲ့အချိန်မှာအပြစ်ခတ်ရက်စေးရေးအတွက်ကျွန်တော်တို့နိုင်ငံတကာရဲ့ဂျာဝင်စစ်စစ်ဆတ်မှု ဒီလူသားချင်းစာနာထောက်ထားမှုအပေါ်မှာအခြေခံတဲ့စေစံမှုညှိနှိုင်းမှု အရာ ဖြစ်လာတိုင်းနိုင်တဲ့အနေအထားမျိုးမှာတို့ရက်သွားနိုင်တယ်ဆိုရဲဟာမျိုးစဉ်းစားကြတယ်ဒါကတစ်ချက်နောက်တစ်ခါကကျွန်တော်က ြောတယ်လို့မျိုး Israel ကဒီ Iran ရဲ့ nuclear source ကိုအကုန်လုံးဖျက်ဆီးလိုက်နိုင်ပြီပြီးရင် Iran ရဲ့ငွေကြေးဆိုင်ရာအရေးမြင့် source ဖြစ်တဲ့ဒီရေနံထုတ်လုပ်မှုနဲ့ကုန်သွယ်မှုစနစ်တွေတေးကြပြီးပါမီဆိုတဲ့အနေအထားမျိုးမှာလည်း Israel အနေနဲ့ဒါဟိုသူတော်ကောင်းဆန်ဆန်နဲ့အတူအနေနဲ့သူ့ဘက်ကရှော့ပေးပါမယ်ဆိုတဲ့ဟာမျိုးသူအထက်စီးကနေသူရှော့တဲ့ဟာမျိုးပုံစံမျိုးလည်းကျွန်တော်တို့ဖြစ်သွားနိုင် ်နောက်တစ်ဖက်ကနေပြီးအီရန်နဲ့အစ္စရေးတို့တို့ရဲ့ leverage ကိုတို့တွက်နေကြပုံရတယ်အဲ့ဒီအချိန်မှာတို့ရဲ့ leverage တို့ရဲ့လူချင်းတဲ့နိုင်ငံရေးဥတီချက်ဒါမှမဟုတ်တခြားဥတီချက်အကျိုးစီးပွားဆိုင်ရာတွေမှာတို့အနေနဲ့ပိုင်ပြီလို့ထင်တဲ့အချိန်မျိုးမှာတို့ရက်သွားနိုင်စရာရှိတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့နှစ်ဖက်စလုံးမှာသူမတာကိုမတာနဲ့ deadlock ဖြစ်သွားမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုဒီ ballistic missile ပြစ်တယ်ဆိုရင်လည်းတစ်လုံးတစ်လုံးကကျွန်တော်တို့ကုန်ကြစည်းကဒဲနေတာမဟုတ်ဘူးဒီဟာပြစ်ဖို့အတွက်ကောထုတ်လုပ်ဖို့အတွက်ကောကျွန်တော်တို့ကုန်ကြရတဲ့ကုန်ကြစည်းတွေရှိတယ်နှစ်ဖက်စလုံးမှာ မှာကုန်ကြစီရှိရယ် Israel နေနဲ့လေခုနကတော့ Hamas ဆက်တိုက်နေခိုက်နေရတဲ့အချိန်မှာသူရဲ့စစ်ရေးဆိုင်ရာကုန်ကြစီတွေရှိနေတယ်လို့ဒီ Iran ကဒီလိုမျိုးတိုက်နေခိုက်နေရတဲ့အတွက်လေသူတို့ရဲ့နိုင်ငံတွေမှာကုန်ကြစီတွေရှိတယ်ဆိုတော့အဲ့လိုမျိုးဟာမျိုးတွေနဲ့ဝန်ပိလာတဲ့အချိန်မျိုးမှာပြောင်းတော့ပြောင်းသွားနိုင်တယ်ဒါပေမဲ့တော်တော်များများမှန်းကြတဲ့ဥစ္စာကတော့ကျွန်တော်တို့ဒီထက်ပိုပြီးတော့ escalate မဖြစ် တင်ဘူးမဖြစ်အောင်လည်းလုပ်ကြမယ်ဒီ escalation ကိုအမြန်ဆုံးပေါ့နော်ဒီဟိုစစ်ရေးရာဒီတိုးတက်နေတဲ့အရှိန်ကိုအမြန်ဆုံးရပ်တန့်အောင်လည်းရောကြနိုင်အောင်အကုန်လုံးဝိုင်းလုပ်ဖို့လိုတယ်အလုပ်လည်းလုပ်ရမယ်ဖြစ်လည်းဖြစ်ရမယ်ဆိုတဲ့ဥတီချက်နဲ့တော့နိုင်ငံတကာကစူးစမ်းနေကြတာတွေ့ရတယ်ခင်ဗျဆိုတော့ဒီအရှိန်လေဘက်မှာအစ္စရေးနဲ့အီရန်ပြည်ပကကက ဟိုတကယ်တမ်းရေရှည်မှာပေါ့နော်ကဘာကြီးကဟိုအစီအမံတစ်ခုအနေနဲ့ဒါကြီးကိုရက်တန့်သွားအောင်လုပ်နိုင်မဲ့အခြေအနေတွေ့ရလာဗျလက်ရှိအခြေအနေမှာနောက်ဆုံးအနေနဲ့သုံးသပ်ပြပါဗျဟုတ်ဟိုဟာရေရှည်ဖြစ်သွားဖို့ရှိအခုကျွန်တော်တို့ဒီဖြစ်လာတဲ့ဟာတော့မ1989ကစခဲ့တဲ့အညိုတရားဒီလိုပဲကြားထဲမှာဖြစ်လိုက်ရက်သွားလိုက်ဖြစ်လိုက်ရက်ရက်သွားလိုက်ဖြစ်နေအဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ကမ္ဘာ global order ကကျွန်တော်တို့နည်းနည်းပေါက်ကြရဖြစ်လာ အထူးသဖြင့်ကျွန်တော်တို့အမေရိကန်နိုင်ငံနိုင်ငံရေးနဲ့နိုင်ငံတကာဆက်ဆံရေးမူဝါဒပြောင်းသွားတဲ့အချိန်ပြီးရင်အခု Donald Trump administration ကဒီဟိုနိုင်ငံတကာစုဖွဲ့မှုဆိုင်ရာကိစ္စတွေကိုသူ့အနေနဲ့လက်ခံမှာ မဟုတ်ဘူးအဲ့တော့ ICJ တို့ ICC တို့ပြီးရင်ဒီ UN Assembly တို့ဆိုတဲ့ဥစ္စာမှာဒီ Donald Trump ရဲ့ဟိုထောက်ပံ့မှုနဲ့ပါဝင်မှုတွေရတယ်သူတို့တိတိတသာထွက်လာရဲဆိုတဲ့ဟာမျိုးတွေ့ရတယ်ပြီးရင်ဒီ environmental ကိစ္စ climate change ကိစ္စဆိုရင်လည်းဒါ American အနေနဲ့အရေးမကြီးဘူးသူတို့ America First ဆိုတဲ့မူဝါဒရှိရမယ်ဆိုတဲ့အဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီဟာကလွယ်လွယ်ကူကူနဲ့ဟိုထိန်းချုပ်လို့ရမယ်ဟို global mechanism ခေါ်မှာပေါ့နော် international mechanism မှာအခု ုချိန်မှာဖျော်ဖျဲဖြစ်နေတဲ့အချိန်မျိုးဖြစ်နေတယ်။အဲ့တော့ဒီဟာထိန်းချုပ်ဖို့လွယ်တဲ့အနေအထားမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ခုနကတော့နှိရှိလာများတောက်လျှောက်တိုက်ပွဲကြီးတွေဆက်ဖြစ်နေဖို့ဆိုရယ်ကုန်ကြစည်ရရောပြီးရင်ဒီဟိုနိုင်ငံတကာစီးပွားရေးကြီးအခြေအနေရရောကျွန်တော်တို့စစ်ပွဲရေရှည်ကြီးဖြစ်သွားပြီးတော့ခဲရင်လည်းဒါပေမဲ့လုံးဝပြဿနာပြေရှင်းဖို့ဆိုတဲ့ဟာကတော့ကျွန်တော်တို့အခုလက်ရှိအနေအထားအရဒီ global mechanism นี่အရတော့ကျွန်တော်တို့အဖြစ်မှာမဟုတ်ဘူး။အထူးသဖြင့်ကျွန်တော်တို့အဲဟိုဘာသာရေးကိုကျွန်တော်တို့စုယုံမှုအားတစ်ခုဖြစ်ကျွန်တော်တို့ အတုံးချပြီးတော့ကျွန်တော်တို့လုံနေကြရတဲ့ဟာပေါ့เนาะကျွန်တော်တို့ American ဆိုတဲ့ Donald Trump တက်လာတဲ့အချိန်မှာဒါ America First and the ဟို Christianity အပေါ်မှာအခြေခံပြီးတော့တို့လူတို့ထောက်ခံမှုရအောင်တို့စူးစမ်းရတယ်။ဒီဘက် Israel ရတယ် Israel ရဲ့သူရဲ့လွတ်မြောက်မှုနဲ့သူရဲ့အလှုပ်ရှားမှုဟာဂျူးတွေရဲ့ ဒမိုင်းအစင်လာရှိခဲ့တဲ့ဟာပေါ့နော်ဟိုနှစ်ထောင်ပေါင်းများစွာရှိခဲ့ပူတဲ့ဟာတွေပြန်လုတ်ပြီးတော့ငါတို့ရပိုင်ခွင့်ရှိတယ်ဆိုတော့စုယုံမှုနဲ့တို့အာတီဆောက်ပြီးတော့ဒီဟိုယုံကြည်မှုကိုကိုွယ်မှုတစ်ခုအခြေခံပြီးတော့တို့စုယုံနိုင်အောင်လုပ်တယ်ဒီဘက်ဟို Islamic State တွေကလည်းတို့ဒါ Islamic Tradition နဲ့ Protection အတွက်တို့ဒီနဲ့စုယုံမှုလိုအပ်တယ်ဆိုတော့အာနဲ့တိဆောက်ကြတယ်ဆိုတော့အဲ့အာတွေအကုန်လုံးကဘက်ဒီမှာအကုန်လုံးကအခုချိန်မှာဟိုပိုစီပိုစီရှိနေကြသေးတယ်အဲ့ဟာတွေကကြော်လို့ပြီးတော့ကျွန်တော်တို့ဒီ နိုင်ငံတကာအာထိမ့်သိမ်းနိုင်ဖို့အတွက် security council လို့ကုလသမဂ္ဂလို့ဆိုရဟာလေကျွန်တော်တို့သိရတိုင်းပဲဟို bureaucratic mechanism ကြီးကိုယ်တိုင်ကိုကသူတို့အနေနဲ့လုပ်ဖို့အာသဘောတူညီချက်ရဖို့ဆိုရဲကိစ္စမဖြစ်နိုင်တဲ့အနေအထားအထူးသဖြင့် video အာဏာရှိနေတဲ့နိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှု video အာဏာရှိနေတဲ့နိုင်ငံတွေကြားထဲမှာသဘောထားကွဲလွဲမှုထင်ထင်ရှားရှားလေးရှိနေတဲ့အတွက်ကြောင့်ဒီဟာလေ consensus ရပြီးတော့အားလုံးထိန်းလို့တိန်းလို့ရနိုင်မယ်ကျွန်တော်တို့ဆုံးဖြတ်ချက်မျိုးထွက်လာနိုင်ဖို့ resolution မျိုးထွက်လာနိုင်ဖို့ ထွက်လာခဲ့ရဆိုရင်တော့အဲ့ resolution ရဲ့နောက်ွယ်မှာတကယ်ထိတိယယောက်တို့အနေနဲ့ implement လုပ်နိုင်ဖို့ဆိုတဲ့အားမျိုးအရင်းမြစ်နဲ့စနစ်နဲ့ structure နဲ့ကကျွန်တော်တို့အခုချိန်မှာရှိမနေသေးဘူး။အဲ့တော့အဲ့သဘောအရာဆိုရင်တော့ကျွန်တော်တို့အခုချိန်မှာခဏအာတို့အနေနဲ့ရေရှည်တိုက်ပွဲတော့ဖြစ်မှာမဟုတ်ဘူး။ခဏနားစရာရှိနားသွားလိမ့်မယ်။ဒါပေမဲ့တစ်ချိန်ချင်းကြာရင်တော့ဒါပို့တကြောပြန်ဆိုရဲဟာတွေကတောက်လျှောက်ကျွန်တော်တို့အမြဲဖြစ်နေဦးမယ်အနေထားမျိုးတော့ရှိရခင်ဗျ။ โอเคဒေါက်တာဆိုင်းကြည်သူတို့ကျေးဇူးများတင်ပါတယ်ဗျာเนาะအခုအရှိအလက်ပိုင်းမှာကျွန်တော်တို့အစ္စရေးအီရန်ပြည်ပကနဲ့ပတ်သက်ပြီးတော့ဗောเนาะအခုအသေးစိတ်သုံးသက်ဆွေးနွေးပြီးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျာဟုတ်ဖိတ်ခေါ်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗျာ